ဒီမှာဒီပန်ဆယ်လိုဆိုတဲ့ပန်ဆယ်လိုကျွန်တော်ကနေတယ်နော်ဒါပေမဲ့လေးစားတယ်သူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းပါအဲ့တော့ဒီလိုမျိုးနားဝါးတာကိုဒီနေရာအနေနဲ့ပန်ဆယ်လိုပြောချင်တာကညီမရေစွန့်လို့ပြီးတော့ရှောက်လာခဲ့တဲ့လမ်းမှာဆုံးတဲ့အထိကိုရှောက်ပြီးပါနော်ဘာဖြစ်လို့လဲဟိုကိုချင်းစာတာတက်ကိုပို့တယ်အကောင်လုံးလည်းနားလေခံစားရတဲ့အရာတော့ဒါပေမဲ့ဒီလိုလူတယောက်ပျော်သွားပြီဆိုတာနဲ့တော်လှန်ရေးဘလောက်အားရောပါမလဲရှင်းပါဖြစ်ဖို့လက်ညှိုးပွဲဖို့ကြီးမရှိရင်တို့ရဲပေါ်ကြီးဘာနဲ့မှလုပ်လို့မရဘူး ဲ့ဒီအတွက်နောက်ထပ်နောက်ထပ်ပန်ဆယ်လိုမျိုးထောက်ဖို့တွေကိုထပ်ပြီးတော့ငွေထုတ်ရမယ်အစားဒီရှိနေတဲ့ပန်ဆယ်လိုကထပ်ပြိုမယ်ဆိုရင်ဒါတော်နိုင်ရေးရဲ့ဆုံးရှုံးတင်တာမျိုးဒီပါဒါကြောင့်မို့လို့တည်သူအားလုံးကိုစားတောင်းဆိုတယ်နိုင်တဲ့နေရာကပါဝင်ပြပါလို့နော်အဲ့တော့တော်နိုင်ရေးမှာလည်းပါဝင်နေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအားလုံးကိုလည်းကျွန်တော်မြစ်တာရက်ခံချင်တာကကျွန်တော်တို့တော်နိုင်ရေးကိုစီးလုံးညီညွတ်အောင်ဘယ်လိုတည်ဆောက်မလဲ တိုင်းရင်းတပ်ဖွဲ့ပိုင်း COC စီးလုံးအောင်ထောက်ဖို့တွေမှာစီးလုံးကြီးညှို့မှုရှိအောင်ဘယ်လိုတွေလုပ်ပေးနိုင်လဲဒီတောင်ဝင်အပိုင်းခြားတွေကိုလည်းနိုင်ငံလိုက်နိုင်ငံလိုက်ကြောင်တိဆောက်ပြီးတော့ခိုင်မာချစ်လျအောင်လုပ်ဖို့လိုအပ်တယ်အဲ့တော့မဟုတ်နိုင်ရင်တော့တကောင်ကြီးတကောင်ကြီးလိုက်ဖက်ကန်ကြည့်နေနော်ပန်ဆယ်လိုပြီးမကူနဲ့လာအောင်မကူနဲ့အခုပန်ဆယ်လိုတကယ်နားဝကြီးနားဝပန်ဆယ်လိုသူတို့စကင်းစိမ်းနေမှာဆက်တော့ပန်ဆယ်လိုရမဝင်ရှာပွဲကနေအခုတကယ်နားဝကြီးပန်ဆယ်လိုကိုစိမ်းနေမှာထက်တော့ဘူးအဲ့ဒီတတ်အောင်စုနဲ့စစ်ပွဲပေါ်မှာနေနောက်ထပ်ပြစ်မှတ်တစ်ခုရှာလိုက် မယုံကြည်ကျွန်တော်ပြောတာဟောတော့ဘာဖြစ်လဲခိုင်းမှာအလူတွေမခံရကြတော့အခုခိုင်းမှာထောက်ဖို့ဘယ်နှယောက်ရှိသေးလဲဟမ်လမ်းပေးအလူခံလို့ရှိရင်ဟာတန်းနဲ့ serious တယောက်ရှိတော့လက်ကောင်းကြောင်းတော့ထောင်ပြီးဓာတ်ပုံရိုက်မရိုက်ရဲတော့လည်းအစ်စ်ချစ်ကုန်ကြတာစဉ်းစားကြည့်ရင်းနာတယ်ကျွန်တော်တော်လိုင်းနဲ့ပြောလို့ရှိရင်အဲ့ဒါတွေကဘာတွေကြောင့်အချင်းချင်းမစိမ်းတော့မညီညွတ်မှုကြောင့်တယောက်ကိုတယောက်မနာလိုတဲ့အောက်တန်းစားစိတ်တွေကြောင့်အဲ့တော့ဘာဖြစ်တဲ့ခိုင်းမှာအဲအခုလည်းပန်ဆယ်လိုတယောက်ကိုဖြိုပြီးမကူနဲ့ပန်ဆယ်လိုတကယ်နားလိုက်ရင်နောက်ထပ်ထွက်လာအောင်မဖြစ်မှတ်တယ် ကျွန်တော်ဒါပဲပြောချင်တယ်အဲ့တော့ဘာလို့ကြမလဲဆိုတဲ့အပေါ်မှာပြက်ပြက်တန်းတန်းတုတ်ပြန်ကြဖို့ရည်ကြီးတယ်ညီမပန်ဆယ်လိုတဲ့တင်းတင်းချာချာစဉ်းစားပါလို့မြစ်တာရက်ခံကြပါလေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တော်လန်ရံပုံငွေရှာဖွေခြင်းရက်နာမည်ဟုပန်ဆယ်လိုကြညာခြင်းကတော်လန်ရဲ့အတွက်ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ကိုစီတတိပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာစစ်အာဏာရှင်တွေကိုစန့်ကျင်လှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ပန်ဆယ်လိုဟာတော်လန်ရေးအတွက်ရန်ပုံငွေရှာဖွေရေးဆောင်ရွက်မှုတွေကနေအပီးတိုင်ရန်နာတော့မယ်လို့ စတင်မာလာ30ရက်နေ့မှာသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေအတိပေးပြောလာပါတယ်။လက်ရှိဆောင်ရွက်နေစေရန်ပုံငွေ project တွေနဲ့ပြည်သူတွေပြပို့ထားတဲ့ဒေါ်လာငွေကြေးတွေအားလုံးကို NUG အစိုးရထံတရားဝင်အနက်မှာဖြစ်ပြီးဆွဆွဲချက်မဟုတ်ပဲတိကျတဲ့အရေးယူမှုတွေအတွက်လည်း NUG အစိုးရထံတိုင်ကြားနိုင်ပြီးစစ်ဆေးရေးမှုတွေကိုလက်ခံဖြေရှင်းသွားမှာဖြစ်ကြောင်းထည့်သွင်းရေးသားထားပါတယ်။ ရန်ပုံငွေရှာဖွေရေးကိစ္စရပ်များကလွှဲရင်တော်လန်ရေးအတွက်ကျမထမ်းဆောင်နိုင်ရာတာဝန်များကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းထပ်ဆင့်ကတိပြုပါတယ်လို့ပန်ဆယ်လူကထည့်သွင်းရေးသားခဲ့ပါတယ်။ဒါဆိုင်မှာဆက်ကျင်ခဲ့တဲ့ပန်ဆယ်လူဆိုတဲ့ရုပ်မိကတော့သူ့ရဲ့လူမှုကွန်ရက်မှာကြီးညာလိုက်ပါပြီ။ပန်ဆယ်လူကလက်ရှိရန်ပုံငွေရှာဖွေရေး project တွေနဲ့ဘာတခုမှတာဝန်ယူတော့ပါဘူး။ရှင်းရှင်းပြောရင်တော်လန်ရေးကိုသူငွေလုံးဝမရှာပေးတော့ပါဘူးလို့ကြီးညာချက်ထုတ်လိုက်ပါမယ်။နော်ကျွန်တော်တို့အများပြောပါတယ်ထောက်ဖို့တွေကိုအရေးကြီးတယ်ထောက်ဖို့တွေကိုဝင်းရမှာ။ ထောက်ဖို့တွေကိုအရေးကြီးတယ်ထောက်ဖို့ကနေတွားတဲ့ဒေါ်လာရဖြစ်တဲ့အတွက်ထောက်ဖို့တွေကိုဝင်ရမှုမရှိဘူးဒါပေမဲ့ထောက်ဖို့တွေရှိကလိုရင်နာတောင်းတဲ့သူရှိတယ်ဒါကျွန်တော်ဘယ်သူမှမပြောဘူးနော်လိုရင်နာတောင်းတဲ့သူရှိတယ်ထောက်ဖို့ကောင်းဘယ်သူပဲတနေနေဘသူမတက်ဆိုင်ဘူးအဒီနေရာမှာတခုဆိုတာကအခုပန်ဆိုင်လိုမျိုးဆိုရင်ဒါတစ်ဖက်တစ်ခုတည်းအတွက်ထောက်ဖို့လုပ်တာမဟုတ်ဘူးအဲ့ဒီအတွက်အဲ့လိုလူမျိုးတွေကိုဘယ်လိုတဘောထားလို့ကျွန်တော်တို့ပေါ့ကျွန်တော်တို့ဆိုတိုင်ရင်တစ်ခုလည်းတော့ထောက်ဖို့လို့တာမဟုတ်ဘူးရတဲ့ချမ်းမုံကိုညှပြီးတော့တိုင်တဲ့ဒီနေကိုချပြီးတယ်အဲ့တော့တိုင်ရင်တပ်ဖွဲ့တွေက ဒီလူကသူတို့ရဲ့ထောက်ဖို့မဟုတ်ဘူးဆိုတော့အတွေးမျိုးတွေးထားတဲ့အတွက်အဲ့ဒီလူတွေကိုကြိုက်တဲ့လူတိုက်ခိုက်လိုက်ခိုက်သူတို့နဲ့မဆိုင်ဘူးလို့ဝင်နေတယ်။အဲ့တော့အဲ့ဒီလူတွေပျော်လဲတော့အတော်လိုင်းဘလောက်မျက်နှာတော့မလဲဆိုတဲ့အရာကိုမတွေးကြဘူး။နောက်တစ်ခုက NG အစိုးရအနေနဲ့ကလည်းထောက်ဖို့ကဏ္ဍကိုလုံးဝကိုသိလူရှိတာတွေ့တယ်။လောက်ပါလေလို့မပြောနဲ့ PRF ကဏ္ဍတော့ဒါအဓိပ္ပာယ်ရှိဘူးအဲ့လိုလုပ်ရမယ်။နော်။တကယ်ဒီမှာမဆိုင်တဲ့ဝင်ကြီးဌာနတွေတော့ရှိနေတာ။ဒီထောက်ဖို့ကဏ္ဍအတွက်တီးတန့်ကိုကျွန်တော်တို့စီစဉ်ရမယ်။ဦးဆောင်ရမယ်။နော်လမ်းပြရမယ်။ဝင်းရံရမယ်။ကာကွယ်ရမယ်။ဒါတွေဘာတစ်ခုမှမရှိတဲ့အတွက်ထောက်ဖို့တွေကခိုးတဲ့ကောင်ကခိုးတယ်။ မခိုးမဲနဲ့ဘဝနဲ့ရည်မြီလောက်တဲ့ကောင်ကစော်ကားကန်ထိနှိပ်ကွက်ကန်ထိတယ်နော်အခုကျွန်တော်ဆိုရင်ထိုင်းမှာမျိုးစုံတိုက်တဲ့ခံရတာကိုနီးကိုဟန်နဲ့ပဲရအောင်တက်ချက်ခံပြီးလုပ်နေတာနော်ပန်ဆယ်လိုဆိုပိုဆိုးတယ်အားလုံးသိတယ်ကဲနောက်ပန်ဆယ်လိုကစိတ်သက်ချသွားတဲ့အပိုင်းကတော့ကျွန်တော်ထင်တာမှမိုင်းရန်သူဘက်ကိုသူဆောက်ဖို့ဆိုင်တဲ့မျိုးလုံးမဟုတ်နော်ကျွန်တော်တို့လည်းရန်သူဘက်ကိုဆောက်ဖို့ဆိုင်တယ်အဲ့ဒီကိုဘက်ကဘာဆိုတဲ့ဟာဒီရဲ့တိုက်ခိုက်မှုကြောင့်အဲ့လိုဖြစ်တယ်အဲ့တော့ဒီညမှာကျွန်တော်ပြောတာကျွန်တော်ပန်ဆယ်လိုဖန်တယ်မဟုတ်ဘူးပန်ဆယ်လိုအောက်ခွန်းတယ်မဟုတ်ဘူးတခုတော့ပြောချင်တယ်တော်လှန်ရေးပါဗျာလူ၅ယောက်ကရန်မွေရှာပေးနေတယ် နော်ဒီလူ၅ယောက်အရှိန်ကြောင့်တော်လိုင်းရေးကိုရံပုံဝင်စီးစင်းဒီလူကိုမကောင်းဘူးဆိုပြီးဒီတယောက်ကတိုက်ဒီတယောက်ရောက်သွားမယ်ဘယ်နှယောက်စာပဲကျန်တော့၄ယောက်ပဲရှိတော့မလေးအဲ့တော့ဒီလူကတကယ်မကောင်းဘူးလားမကောင်းဘူးခိုးတယ်ဖွက်တယ်ဆိုလို့ရှိရင်လေတက်တဲ့တက်ကရအချက်နဲ့တိတိကျကျနဲ့စော်လေအခုပန်ဆယ်လုံကတခါလည်းပြောရတယ်ရံပုံဝင်ရှောင်းဝင်းနဲ့ပတ်သက်လို့သူလုံးဝမလုပ်တော့ဘူးဒီသူလုပ်ခဲ့တဲ့အရာတွေအားလုံးဒီဗျမ်းကလာဆွတ်ဆွဲတာကလွဲလို့တိကျတဲ့နော်တက်တဲ့တက်ကရရှိရင် IG အစိုးရရှိမှာတိုင်ကြနိုင်တယ်အင်ဒီအစိုးရရဲ့စစ်စစ်အရေးယူခြင်းကိုခံပေးဖို့သူအစင်းရှိတယ် တခါနဲ့သူပြောထားတယ်နော်အမှသူရေးထားတဲ့စာကတော့ဂျပန်ရဲ့လူလူယုံကြည်မှုကိုစုစည်းနိုင်စွမ်းတာဒီလူတယောက်နေတဲ့တော်လန်ရေးပေါ်အကျိုးပြုနိုင်စွမ်းဖြစ်ခဲ့ပေမဲ့ကျွန်မအတွက်တော့အစိုက်ဖြစ်အစိုက်ပြန်ဖြစ်ခဲ့ပါတယ်ကျွန်မတယောက်တည်းကိုဥတီတော့ဂေါတိတ်ခဖြက်စည်းခြင်းတွေမိသားစုနဲ့ပတ်သက်မှုအားလုံးစီရောက်ရှိလာတဲ့နာကျင်မှုတွေမလုံခြုံမှုတွေတစ္ဆာဆိုပါတယ်ဒီတိုင်းတွေကိုကျွန်မအစွမ်းကိုအစွမ်းအားလုံးကုန်ပြီးအထိတောက်ခံခဲ့ပါတယ်လို့ပန်ဆယ်လိုကရင်ပွင့်ခဲ့တာဖြစ်ပါတယ်ကဲအဲ့တော့ဘာဖြစ်သွားလဲကျင်းတဲ့ကြ ။ကိုဘက်ရောက်မမဲဘူးနော်။ကိုဘက်ရောက်ကအဲ့လိုတော့ကိုတိတယ်။ဟိုငါပေါက်ထိုင်းကိုလာရဆိုတာထိုင်းမှာရှိတဲ့ထောက်ဖို့အရာစုကိုဖြိုးတာ။ဒါအောင်ကုမ္ပဏီဘန်ဒီကောင်တွေကကစီနဲ့ငါပေါက်နဲ့ရံဖြစ်နေလို့ထိနေငါပိုင်းရရှိသေးတယ်။ဟမ်ထောက်ဖို့လာပြောတာကစီနဲ့ငါပေါက်နဲ့ရံဖြစ်ကောင်ငါပေါက်မေးကျွန်တော်ဘာခွာလာမှာမဟုတ်ဘူး။ထိုင်းမှာရှိတဲ့ထောက်ပေါ်လာပြောလားထိုင်းမှာငစီဟာထောက်ပေါ်မလုပ်ဘဲနဲ့ဒီလိုက်နေကြည့်ငပောက်ကမလာဘူးငစီရောဥတည်မလိုက်ဘူးရှင်းရှင်းလေးနော်အဲ့ဒီသဘောတရားတွေတော့မတိမဲနဲ့တော်နိုင်ရေးဘက်မှာပါဝင်နေတဲ့လူတွေကိုလည်းကျွန်တော်အံ့ဩတယ်တကယ်တော့ပြောချင်လို့ရှင်ပြောမဲ့စကားတွေအများကြီးဂုံစာချင်လို့ရတယ်အခုကျွန်တော် PSD နောက်ဘက်ကနေလာစီထိုင်းမှာအလူခံလို့ရအောင်လို့ဘယ်သူမှ ကျွန်တော်ဝင်ဝင်ရအောင်ရှာလို့ရအောင်ကျွန်တော်တို့ခံပြီးသားတယ်အဲ့ရရတဲ့ငွေရုံးပွက်နဲ့တိုက်ရိုက် NUG ရဲ့စစ်ရုံးချုပ်ကိုချက်ပေးထားတယ်ကျွန်တော်ဖုန်းတစ်ပေါင်းဝင်မပြောဘူးဝင်ပြီးတော့မန္တလေးကျပ်ပေါ်ဆိုအဝေးကြီးကျွန်တော်တို့ဖြစ်ချင်တာကတော်လန်ကြီးအထောက်ကိုပြုတ်ချင်တယ်အောင်းမြင်ချင်တယ်လိုအပ်တဲ့အရာကိုဝိုင်းလုံးချင်တဲ့စိတ်နဲ့ပဲလုပ်တယ်ကျွန်တော်နေရာမှာတာဝန်လူဆိုမန္တလေးတက်ပြပြီတပုံကြီး NUG စစ်ရုံးချုပ်ကဘယ်သူဘာတာဝန်ထမ်းတာလဲကျွန်တော်မသိဘူးပြည်စီရလည်းမလို့ဘူးဘာဖြစ်လို့လဲကျွန်တော်တာဝန်ကဝေရှာပေးဖို့စစ်ရုံးချုပ်ကိုဝင်မထက်ဘူးဘာဖြစ်လို့ဒါပြည်သူဆန္ဒအရာ စေယုံကျောက်ကနေစရင်တောင်းတယ်တန်ရင်တက်ခွက်ပဲတိုင်းတီနဲ့အနှက်ကတိုင်းတက်ခွက်ဒီဘလူတွေကဘလူလိုအပ်ချက်ရှိတယ်လိုအပ်ချက်အရင်ကြီးဆုံးခွက်စေခွက်လိုဟာလိုဒါဒီစရင်တွေကိုတောင်းတယ်တလားတခါတိုင်းတက်ပြီနဲ့၁၄ခုကိုမဲနိုင်ပြီးချပေးတယ်ရုံးခွက်နဲ့တိုက်ရိုက်ချက်ထားတယ်ဂျားတဲ့ကနေဝင်ပြီးတော့ရွှေပက်တာတွေရှောက်တာတွေဆရာဝင်လောက်တာတွေမဲနိုင်ချက်ကလည်းကျွန်တော်ဘာမှမလုပ်ဘူးစေယုံကျောက်ကဘလူမှတောင်းထားတာမှကျွန်တော်မသိဘူးအဲ့လောက်ထိဂင်းအောင်နေတယ်ကျွန်တော်ဘာဖြစ်လို့လဲကျွန်တော်တို့ဖြစ်ချင်တာဒီဒီတော်လန်ရင်းမှာငါဘယ်ဘလောက်ရှာပေးနိုင်မလဲဘလောက်ပါဝင်နိုင်မလဲဆိုတော့စိတ်တစ်ခုနဲ့ပဲလုပ်တယ်ဒါပေမဲ့အဲ့ဒီပုံမှာလုံနိုင်စွမ်းအားများလာပြီတိုက်ခိုက်မှုနှစ်ခုတုံးလာတယ် နော်တခုကတစ်ဖက်ရန်သူဘက်ကဟာတိုက်ခိုက်ဘူးရန်သူဘက်ကဟာတိုက်ခိုက်ဘူးစောက်ပြုတ်ဆိုင်ဘူးရင်းနှီးဖို့ဘူးနော်စိုးလာကကော့လို့တူးလို့တော်လိုင်းရဲ့ဘက်ကပါဆိုတဲ့ဟာမျိုးနဲ့အပြစ်ဆန်ဒါကျွန်တော်ဆိုလုံးဝရှာလို့မရဘူးနော်လမ်းမမပူနဲ့တနည်းမောက်တနည်းနဲ့တိတ်ဒုံတိတ်ကပိုင်းနဲ့ရှာလို့ရရင်မရရင်ဥပဒေပိုင်းနဲ့ရှာမယ်တနည်းမောက်တနည်းရအောင်ရှာပြီးရအောင်ဖြိုလဲကြမှာဘာဒါကတို့ရဲ့လမ်းကြောင်းအဲ့တော့ဒီနေရာမှာတခုတတိထားနေတာကျွန်တော်တော်လန်ရေးဘက်ကတိုင်ရင်တက်ွက်တောင်းရင်ရှိတဲ့လူတွေပေါ့ AUG လူကြီးပိုင်းနေရောအခုပန်ဆယ်လိုတယောက်နာသွားပြီပန်ဆယ်လိုမပြောနဲ့ အလုတ်ပိတ်ရဲ့လေးမှာမနာပဲနဲ့ရရအလှလိုက်ခံပြီးတော့တန်ရင်တစ်ခုတွေ့ထောက်ဖို့နေတယ်ထောက်ဖို့လေးတယောက်ပဲနားကြည့်ဦးဒါဟာကျွန်တော်တို့တော်လိုင်းတွေနဲ့နာကြပဲအဲ့တော့ကျွန်တော်တို့ကထောက်ဖို့တွေအတွက်အပေါ်ကလူကြီးတွေဘာတွေလုပ်ပေးနိုင်လဲဘာတွေကာကွယ်ပေးနိုင်လဲဘာတွေအရေးယူပေးနိုင်လဲနှစ်ခုလုံးရှိဖို့လိုတယ်နံပါတ်1ကကာကွယ်ပေးရမယ်ကာကွယ်ကူညီပေးမယ်လိုအပ်တယ်လို့နံပါတ်2ကလည်းအရေးယူဖို့ပဲလိုတယ်စစ်ဆေးအရေးယူ NGV ဥပဒေကြောင့်အရဒီကလတ်မှာနော်လူတယောက်ကိုဒီတီမတ်ရောက်နေတဲ့လူတယောက်ကိုလာပြီးတော့အရေးယူလို့မရနိုင်တဲ့နေရာမှာလူမှုရေးရအပြည့်အဝအရေးယူရကျွန်တော်တို့ဖြစ်နေတာအဲ့ဒါ ထောက်ဖို့တွေကိုစီစစ်တကယ်တကယ်ပြည်ချာလုပ်တဲ့အဖွဲ့တွေကိုပြည်သူကိုမိမောက်ဖို့ပြဒါလည်းငင်းရတာကောင်းပဲလားပဲနော်အခုဒီခုတစ်ခုကစော်ကားလာပြီပုံကိုရိုက်တိုက်လာပြီစော်ကားလိုက်အပြည့်ဝရက်ပြီတိုင်ရင်တက်ဖွဲ့တွေကဘယ်နဲ့လိုအပ်လာရင်လိုအပ်တယ်လို့ငင်းရမှုဖြစ်ဖို့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့နေလာလုံးတင်မယ်ဆိုရင်တော့အခုကျွန်တော်တို့ဘလောက်မုန်းခံလဲဒါပန်ဆယ်လို့ဆိုကြည့်ဒါတွေကခုနကပြောင်းရတာတွေကတစ်ဖက်ကအမုန်းတရားတွေတိုက်ခိုက်မှုတွေပုံပေါ်ရတိုက်ခိုက်မှုတွေကိုယ့်ဘက်ကလူတွေကတော့ငါလည်းမဆိုင်ဘူးအတုထိတယ်ဆိုတော့အဲ့ဒီအောက်မှာကျွန်တော်တို့တော်လှန်ရေးကြီးကဘယ်လိုလုပ်ကြမလဲနော်အဲ့တော့တော်လှန်ရေးနောက်ကဘယ်နှစ်ဆက်သွားအောင်မှာလဲ ညာအခုကျွန်တော်တလခရာနဲ့ PSC တည်ဆောင်ထားတယ်နော်ထဲဝင်တဲ့မန်ပေါင်ငွေတွေကိုလေးလက်ပြည့်စမတ်ကထုတ်ပေးတယ်သူတို့ရဲ့အခက်အခဲဖြစ်ရင်ပြန်လဲကူညီပေးတဲ့အစီအစဉ်ထက်ထားတယ်အဲ့ဒီပုံမှာလည်းဘလောက်ဖြစ်ဆိုပြီး PRF အဖွဲ့ဆိုတဲ့ဟာမျိုးလာတိုက်တယ်ကျွန်တော်ကျွန်တော်တို့ကငွေအများကြီးရှာလို့ရဖို့အဓိကမဟုတ်ဘူး PRF နဲ့ရှာမယ်ကျွန်တော်တို့ထိုင်းမှာဆို PSC နဲ့ထက်ရှာမယ်နောက်ထပ်ကောင်းစီရှိသေးတယ်ရှိနေထက်ရှာငွေရဖို့လို့လေဒီ online မှာလိုရတဲ့ငွေမင်းဘာလုပ်လဲငါဘာလုပ်လဲအဲ့ဒီခေါင်းမဟုတ်ဘူး နော်အဲ့ဒီငပိန်ပညာနဲ့ငပိန်တွေအဲ့လိုပါလာလို့ရှိရင်ဘယ်နည်းကပြောလို့အာဒီကောင်တွေထောက်ဖို့ကိုရငွေဘယ်လောက်ရလဲဒီကောင်တွေထောက်ဖို့အဖို့ချင်းလိုက်တယ်ဟာဟမ်စဉ်းစားကြည့်ဆိုတော့ကျွန်တော်တို့နိုင်ရဘယ်လိုခီးရတော့မလဲအဲ့တော့ပြောချင်တာကအခုဒီကလေးမှာဒီပန်ဆယ်လိုဆိုတဲ့ပန်ဆယ်လိုကျွန်တော်ကနေတယ်နော်ဒါပေမဲ့လေးစားတယ်သူ့ရဲ့လှုပ်ဆောင်ထိုင်စွာကိုအဲ့တော့ဒီလိုမျိုးနားဝါးတာကိုဗီနီယာအနေနဲ့ပန်ဆယ်လိုပြောချင်တာကညီမကြီးဆွတ်လို့ပြီးတော့ရှောက်လာခဲ့တဲ့လမ်းမှာဆုံးတဲ့အထိကိုရှောက်ပြီးပါနော်ဘာဖြစ်လို့လဲဟိုကိုကြီးစာတာတက်ကိုပို့တယ် အကုန်လုံးအနားလေခံစားတဲ့အရာဒါပေမဲ့ဒီလိုလူတယောက်ပျော်သွားပြီဆိုတာနဲ့တော်လန်ရင်ဘလောက်အားရောက်သွားပြီရှင်းမှာပြစ်ဖို့လက်ညှိုးပွဲဖို့ဂျီမရှိရင်တို့ရဲဘော်တွေဘာနဲ့မှလုပ်လို့မရဘူးအဲ့ဒီအတွက်နောက်ထပ်နောက်ထပ်ပန်းစံလိုမျိုးထောက်ဖို့တွေကိုထပ်ပြီးတော့မွေးထုတ်ရမယ်အစား ဒီရှိပြီးတော့ပန်ဆယ်လိုမှာထပ်ပြုံမယ်ဆိုရင်ဒါတော်နိုင်ရေးရဲ့ဆုံးဆုံးတင်တာမဟုတ်ပါဘူး။ဒါကြောင့်မလို့ပြည်သူအားလုံးကိုစားတောင်းဆိုတယ်နိုင်တဲ့နေရာကပါဝင်ပေးပါလို့နော်။အဲ့တော့တော်နိုင်ရေးမှာလည်းပါဝင်နေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအားလုံးကိုလည်းကျွန်တော်တို့မြစ်တာရက်ခံချင်တာကကျွန်တော်တို့တော်နိုင်ရေးကိုစီးလုံးညီညွတ်အောင်ဘယ်လိုတည်ဆောက်မလဲ။တိုင်းရင်းတပ်ဖွဲ့ပိုင်း COC စီးလုံးအောင်ထောက်ဖို့တွေမှာစီးလုံးညီညွတ်မှုရှိအောင်ဘယ်လိုလဲပြုတ်ပေးနိုင်လဲ။ဒီတော်ဝင်အပိုင်းခြားတွေကိုလည်းနိုင်ငံလိုက်နိုင်ငံလိုက်ကျွန်တော်တည်ဆောက်ပြီးတော့ခိုင်မာချစ်လျအောင်လုပ်ဖို့လိုအပ်တယ်။အဲ့လိုမဟုတ်နိုင်ရင်တော့အကောင်ကြီးတကောင်ကြီးလိုက်ဖက်တာထိနေမယ်နော်။ပန်ဆယ်လိုပြီးမပူးလည်းလာအောင်ပါ။မပူးနဲ့အခုပန်ဆယ်လိုတကယ်နားမရှိ နားမိုက်ပန်ဆယ်လို့သူတို့စကားနဲ့စိတ်နေမထက်တော့ပန်ဆယ်လို့ရမဝေရှာပွဲရနေအခုတကယ်နားဝါကြီးပန်ဆယ်လို့ကိုစိတ်နေမထက်တော့ဘူးအဲ့ဒီတပ်အုပ်စုနဲ့စစ်ပွဲပေါ်မှာလေနောက်ထပ်ပြစ်မှတ်တစ်ခုရှာလိုက်မယုံကြည်ကျွန်တော်ပြောတာနော်ဘာဖြစ်လို့လဲဖိုင်းမှာအရင်တစ်ခါတနင်္ဂနွေလုံးလမ်းပေးရဆဈေးနဲ့ကိုယ့်ဘက်ကလူတွေခံလို့ရနေတဲ့အချိန်မှာကျွန်တော်ကိုပုံပုံတိုက်ခိုက်တယ်ခံခဲ့ရတယ်အားလုံးသိမှာအဲ့ချိန်မှာကျွန်တော်ပြောခဲ့တယ်ဒါပုံပုံတိုက်ခိုက်တာမဟုတ်ဘူးနော်အွန်လန်ကြီးကိုတိုက်ခိုက်တာထိုင်းမှာရှိတဲ့ထောက်ပို့တွေကိုတိုက်ခိုက်တာလူမဆိုင်ဘူးနစီကိုတိုက်ခိုက်တဲ့အချိန်ပြောတဲ့ကောင်မှရှိသေးတယ်ကိုယ့်ဘက်ကကိုယ့်ဘက်ကနော် မနောက်ပါဖြစ်ထိုင်းမှာလူတွေမခံကြတော့ဘူးထိုင်းမှာထောက်ဖို့မနေရရှိသေးဘူးဟမ်လမ်းတွေအယူခံလို့ရှိရင်ထပ်ထားတဲ့ CS တောင်းရှိတော့လက်သုံးကြောင်းထောင်ပြီးဓာတ်ပုံရိုက်မရိုက်ရဲတော့တဲ့ system ချစ်ပုံကြတာစဉ်းစားကြည့်ရင်းနာနေကျွန်တော် online ကပြောလို့ရှိရင်အဲ့ဒါတွေကဘာတွေကြောက်အချင်းချင်းမစင်းတော့မညီညွတ်မှုကြောက်တယောက်ပေါ်တယောက်မနာလို့တဲ့အောက်တန်းစားစိတ်တွေကြောက်အဲ့ဒါကိုပါဖြစ်တဲ့ထိုင်းမှာအဲအခုလည်းပန်ဆယ်လိုတယောက်ကိုဖြိုးပြီးမပူနဲ့ပန်ဆယ်လိုတကယ်နားလာရင်နောက်ထပ်ထွက်လာအောင်ဖြစ်မယ်ကျွန်တော်ဒါပဲပြောချင်တယ်အဲ့တော့ဘာလို့ကြမလဲဆိုတဲ့အပေါ်မှာပြက်ပြက်တတတုတ်ပြန်ချဖို့ရည်ကြီးတယ်ညီမပန်ဆယ်လိုလည်းတိတိကျကျစဉ်းစားပါလို့မြစ်တာရိုက်နေတယ်